ဝက်တချင်ကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကတင့်တွက်ဖြစ်မှာပါ။ဘာကြောင့်လဲဆိုရင်ဝက်တချင်ကိုတန်ရှင်းလက်ဆက်စွာနဲ့အိမ်မှာအလွယ်တကူအချင်ထည့်လို့ရတဲ့နီလန်လေးတွေကိုလည်းပြောပြပေးမယ်။ပြီးရင်ပန်းကပိနဲ့ဝက်တချင်ကိုချင်းချင်းငငန်ဆက်ဆက်ကလေးအရသာရှိအောင်ချက်ပြုတ်စားတောက်လို့ရတဲ့နီလန်လေးတွေကိုပါကျွန်တော်ကအသေးစိတ်ပြောပြပေးသွားမှာပါ။ တန်ကပိပါအကြောင်းပုံပြီးတော့ထိမိရဗျာချင်းချင်းလန်လန်လေးနဲ့ပြေချာလေးတွင်းကိုကျင်းနေတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကျွန်တော်ကဝက်တချင်ပေးပပိချန်နီလေးကိုပြောပြပေးမှာဖြစ်ပါတယ်လွန်ခဲ့တဲ့တုန်းကကျွန်တော်ကိုယ်တိုင်အချိန်ပေါ်ထားတဲ့ဝက်တချင်လေးရဆိုလို့ရှိရင်ကျွန်တော်တို့ချက်ပြဖို့အတွက်အသက်ပြနေပြီလားဆိုတာကျွန်တော်လေးတကယ်ကြည့်လိုက်ကြရအောင် ဒီဝတ်တစ်ချိန်လေးရဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လွန်ခဲ့တဲ့၃ရက်ကမှတည်တည်ကြာကြာလေးအချိန်ဖောက်ထားတဲ့ဝတ်သားလေးပဲဖြစ်ပါတယ်။လုံးဝကိုမှအယောင်အဆင့်အနှံ့ရတာနဲ့ပြည့်စုံတယ်။ပြီးရင်အိမ်မှာကိုယ်တိုင်တန်ရှင်းလက်ဆက်စွာနဲ့အချိန်ဖောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဓာတ်ရုပ်ပိတာပစ္စည်းတွေလုံးဝတုံထားခြင်းမရှိဘူး။ဒါကြောင့်ကျွန်တော်တို့ကျန်းမာရေးနဲ့ညှို့စွာနဲ့ရင်ယုံကြည်ကြီးစားသုံးလို့ရတယ်။ဒီဝတ်တစ်ချိန်လေးကိုကျွန်တော်က live ဖတ်နေအောင်လို့ဆိုရင်ပဲငပီလေးနဲ့ချက်မှာပဲဖြစ်ပါတယ်။ ပန်ကပီနဲ့ဝက်တချင်လေးရဲ့အရသာဘလောက်ထိထူးကဲပြီးတော့အရသာရှိတဲ့ဆိုတာကျွန်တော်ကချက်ပြပေးမှဖြစ်ပါတယ်။ဒီဝက်တချင်ရင်းလေးကိုချက်ဖို့အတွက်အစာပလာကတော့နည်းနည်းလေးပဲလိုပါတယ်။ဇပလင်တစ်ချောင်းရဲ့ကျက်သွနေ၃လုံးနဲ့ကျက်သွပြူ၃လုံးပြီးတော့ဂျင်းနဲ့ငယ်ပဲလိုပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီဝက်တချင်ထဲမှာကျွန်တော်ကစပြီးတော့ထည့်ပြီးအချိန်ဖောက်ထားကြတဲ့က ကျက်တုံပြူခြင်းနဲ့မျိုးသီးသိမ်းပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အစာပလာအများကြီးချက်ချက်ပို့မလို့ပါဘူးခင်ဗျာဒါကြောင့်ကျွန်တော်တို့ဝက်တချင်ချက်လေးလေးကိုကျွန်တော်လည်းအတူတူကြည့်လိုက်ကြရအောင်ဝက်တချင်ကိုဘလို့မျိုးဖန်ရှင်လက်ဆက်ဆိုတဲ့အိမ်မှာအချင်ထောက်လို့ရတယ်ဆိုတဲ့နီလာလေးတွေကိုပါကျွန်တော်ကအသေးစိတ်ကြောပြပေးပါပါဒါဆိုရင်တော့ချက်ပြုတ်လေးလေးကိုကြည့်လိုက်ကြမယ်နော်ဝတ်တချင်ပဲကပီစီပြိုင်ရင်းလေးကိုချင်းချင်းငငဆက်ဆက်ကလေးချက်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ဒဲအိုးကိုအပူပေးကစီနေငယ်ထည့်ပေးရပါမယ်။ပြီးရင်ကျွန်တော်ရှင်းပါပြထားတဲ့ကြက်တုံကြီးကြက်တုံကြီးနဲ့ဂျင်းကို ပပားလေးတွေလီကထည့်ပေးရပါမယ်အနံ့မွေးစေဖို့အတွက်ဇက်ပလင်ကိုလည်းထုံနှီးတူစွာပပားလေးတွေလီကထည့်ပေးရပါမယ်ဒါလေးကတော့မြမဟင်းနေချက်တဲ့နေရာမှာမထည့်မဖြစ်ထည့်လေးရှိတယ်ကျွန်တော်တို့စနေမုံမဲဖြစ်ပါတယ်သူကအသားရည်နဲ့နှာစီပြီးတော့ဥလန်းချောင်းအတွက်လည်းကောင်းစေပါတယ်ပြီးရင်တော့ရောင်တင်မုံအနေငယ်ထဲကချက်တုံနေစိမ့်အနံ့နေပျောက်သွားတဲ့အထိစီမွေးတက်ပေးရပါမယ်ချက်တုံလေးတွေလည်းနွမ်းလာပြီးတော့အနံ့လေးလည်းပျောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဝက်တချင်ကိုစပြီးတော့ထည့်လို့ရပါပြီဝက်တချင်ထည့်တဲ့နေရာမှာကျွန်တော်က ထမင်းတွေကိုလုံးဝဖယ်ပြီးတော့မှထည့်တာမျိုးမဟုတ်ဘဲနဲ့ဝက်တချင်အချင်ဖောက်တဲ့အခါမှာသုံးထားတဲ့ထမင်းလေးတွေကိုပါကျွန်တော်ကရောထည့်ပေးထားပါတယ်။ဘာကြောင့်လဲဆိုရင်ဝက်တချင်ရဲ့အရသာလေးပို့ပြီးတော့ချစ်ချင်းလေးဖြစ်စေဖို့အတွက်ကျွန်တော်ကထမင်းကိုရောထည့်ပေးတာပါ။အရသာအတွက်တော့အချို့မို့အနေငယ်နဲ့တခြားအနေငယ်ကိုပဲသုံးထားပါတယ်။ဒီနေရာမှာစားလုံးဝထည့်ကြရမလို့ပါဘူးခင်ဗျာ။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဝက်တချင်အချင်ဖောက်တဲ့နေရာမှာစားကိုတစ်ခါတည်းထည့်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့် ဒီနေရာမှာစားတက်မထည့်တာပါ။ဝက်တချင်ပင်ကပိချက်မှာဖိတဲ့အတွက်ကြောင့်ပင်ကပိကလည်းငန်းပါတယ်။ဒါကြောင့်ဒီနေရာမှာစားတက်ထည့်လိုက်မယ်ဆိုရင်ဒီဟင်းကလုံးဝကိုမှအငန်းစူးသွားပြီးတော့စားလို့ကောင်းမှာမဟုတ်ပါဘူး။ရေထဲတဲ့အခါမှာလည်းကျွန်တော်တို့ဝက်သားမြို့အောင်လောက်လေးပဲထည့်ကနှစ်ရေခန်းလောက်ချက်ပေးထားပါမယ်။ဝက်သားချက်နေစဉ်တော့တွင်မှာပင်ကပိကိုရေနဲ့ဆင်ကျဲအောင်စီကြောပေးရပါမယ်။ပင်ကပိကိုရေနဲ့မဆေးဘဲနဲ့ဒီတိုင်းဝက်သားတွေကိုထည့်လိုက်မယ်ဆိုရင်တော့ အရန်ကုန်မှာအငန်ဆူးနေပါတယ်ပြီးရင်တချို့ပန်ကပီတွေမှာဆိုရင်ကြောက်ခဲတလဲလေးတွေပါတာဖြစ်တဲ့အတွက်ကြောင့်ရေနဲ့တေးချသွားဆင်းကျဲအောင်ဆေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကျမ်းမာရည်နဲ့လည်းညီညွတ်ပြီးတော့တန့်ရှင်းလက်ဆက်စီမှာဖြစ်ပါတယ်ရေနေရေခန်းသွားတဲ့အခါမှာတော့တဖြစ်ဖြစ်နဲ့အခုလိုပဲစီပြန်လာတဲ့ဝတ်တချင်ရင်းလေးကိုမြင်တွေ့ရမှာပါဒါဆိုရင်တော့ကျွန်တော်ရှိမှဆင်းကျဲစွာဆေးထားတဲ့ပန်ကပီလေးကိုရောထည့်ကနောက်ထပ်ဖန်စီပြန်လာသည့်အချိန်ထိကျွန်တော်တို့မီးအေးအေးလေးနဲ့ချက်ပြရပါမယ် ါဝင်ပစ္စည်းလေးတွေကိုလည်းရောသမောက်မွေက အခုလိုပဲဟင်းလေးကတဖြည်းဖြည်းနဲ့စီးပြင်းလာပြီဆိုလို့ရှိရင်တော့အရန်ကောင်မှအရသာရှိတဲ့ဝတ်တချင်ပန်ကပီဟင်းလေးရဆိုရင်တော့စားသုံးရန်အသင့်ဖြစ်ပါပြီခင်ဗျာဝတ်တချင်ပန်ကပီချင်းကတန်ဟင်းလေးကိုအားရပါးရစားပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့နေ့လယ်နေ့ခင်ကော်ဖီဒုက္ခကတော့မရှိမဖြစ်တောက်ဖို့လိုပါမယ် ဒါကြောင့်ကျွန်တော်က drip coffee ဖြော်နည်းလေးကိုပါကျွန်တော်ကအသေးစိတ်ပြောပြပေးသွားပါမယ်။ကျွန်တော်အခုလုပ်ပြနေတာကတော့ drip coffee ပဲဖြစ်ပါတယ်။ drip coffee လေးရလာပြီဆိုရင်တော့ရေခဲကြ container လေးတွေကိုထည့်ကရေခဲအစ်တားရဲ့အပေါ်ကမှထည့်ပြီးတော့ခဲထားပေးရပါမယ်။အခုလိုပဲ drip coffee ခေါ်ရေခဲ coffee လေးတွေရလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုဖြော်တောက်မဲ့ခွက်တွေကိုထည့်ကအပေါ်ကနေနွားနို100 ml လောက်လောင်းထည့်လိုက်မယ်ဆိုရင်တော့ latte coffee ကို drip coffee လေးကလုံးဝကူမှာ အရသာရှိတဲ့ပုံစံမျိုးလေးနဲ့ထွက်ပေါ်လာပါပြီ။ဒါဆိုရင်တော့ခုနကချက်ထားတဲ့ဝက်တချေဘန်ကီပီချင်းငဆိုင်ဟင်းလေးနဲ့အားရပါးရစားပြီးသွားတဲ့အခါမှာတော့ကျွန်တော်ခုနဖြော်ထားတဲ့ drip coffee လေးရဲ့ဝက်တချေဘန်ကီပီလေးဟင်းလေးရဆိုလို့ရှိရင်အရန်ကုန်မှလိုက်ဖက်ပြီးတော့တနေ့တာအတွက်ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးကိုပိုင်ဆိုင်ရရှိသွားစေမှာပါ။ဘာတကယ်လဲကြည့်ရအောင်ချင်းကင်းလေးရဲ့ ဖေကိုမှစားလို့ပါတယ်ပြီးတော့ပန်ကပိပါတော့ပုံရချင်းမိတယ်ကချင်းချင်းလန်လန်လေးနဲ့ပြေသားလေးဂရင်းကိုရှင်းနေတယ်ပြီးတော့အိမ်မှာကိုယ်တိုင်တတိစကြာလေးလောက်ထားတယ်ဝတ်သင်ပြတာကြောင့်ပုံရလည်းစားလို့ပါဒါလေးကတော့ဒီဗီဒီယိုရဲ့အဓိကအသက်ပြတဲ့ဝက်တချင်ထဲနီးလေးပဲဖြစ်ပါတယ်ဝက်တချင်ထဲဖို့အတွက် ရင်ကျက်တုံပြူနဲ့ငရုတ်သီးစိမ်ကိုပပားလေးတွေလှီကကျိတ်ဆောင်တဲ့သို့ထည့်ပြီးတော့ညက်နေအောင်ထောင်းပေးထားပါမယ်။ပြီးရင်တော့ပကံလုံးတစ်လုံးတည်းကိုထည့်ကကျွန်တော်တို့ဖယ်ပေးထားပါမယ်။ဝတ်တချင်ထည့်ဖို့အတွက်ဝတ်သားရွေးချယ်တဲ့အခါမှာအစီအသားများတဲ့ဝတ်သားကိုရွေးချယ်မယ်ဆိုရင်တော့ဝတ်တချင်လေးကပို့ပြီးတော့စားကောင်းပါတယ်။အသားအရမ်းများရင်လည်းမကောင်းဘူး။အစီအရမ်းများရင်လည်းအီယာဖြစ်တဲ့အတွက်ကြောင့်အစီအသားများနေမယ်ဆိုရင်တော့လုံးဝကုန်မှာအရသာရှိတဲ့ဝတ်တချင်လေးကိုရရှိစေပါပါ။ ဝသားလေးတွေကိုလည်းတည်တည်ချေချာလေးတုံးပြီးသွားပြီဆိုရင်တော့ရှေ့မှာကြိတ်ထားတဲ့ဂျင်းကြက်သွင်ပြူနဲ့ငွေသီးစိမ့်ကိုထက်စားကိုထမင်းစားသောတစုံခွဲကလောက်ထက်ထမင်းကိုလက်တစုပ်စာလောက်ထည့်ပြီးတော့တည်တည်ချေချာလေးနှမ်းစားအောင်နယ်ပေးရပါမယ်။နယ်တဲ့အခါမှာအသားရေတိစိမ့်ဝင်အောင်နယ်ပေးရပါမယ်ခင်ဗျာ။ဝတ်သားလေးတွေနဲ့အစာပလာကိုအခုလိုပဲနှက်စားအောင်တည်တည်ချာချာလေးစိတ်ရှိလက်ရှိနေပေးရပါမယ်။ပြီးရင်တော့ ကိုထည့်ကျင်တဲ့ box တဲကိုထည့်က၃ရက်ခန့်ကနေ၄ရက်ခန့်တော့အခန်းပူချိန်မှာထားပေးမယ်ဆိုရင်တော့အရန်ကုန်မှာအရသာရှိတဲ့ဝက်တချင်လေးကိုရရှိပါပြီခင်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တူတူတယောက်ချင်းစီတိုင်းအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုတွေမှာလည်းဘလိုပုံစံမျိုးလေးတွေမြင်နေတယ်လဲဆိုတော့ကိုမမရေးပေးခဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအဆင်ပြေအောင်မြင်တာ channel တွေဘွားတွေကိုပိုင်ဆိုင်ကြပါစေ